တရက်မှာမျက်မမြင်တဲ့ကောင်လေးတယောက်ဟာဆိုင်းဘုတ်တစ်ခုနဲ့လမ်းရဲ့ဒေါင်းတနေရာမှာထိုင်းနေခဲ့ပါတယ်။ထိုင်းဘုတ်မှာဆိုင်းဘုတ်ထဲမှာဗာရေးထားတာလဲဆိုတော့ကျွန်တော်ဟာမျက်မမြင်တယောက်ပါကျွန်တော်ကိုအခုညီပေးကြပါဖရဲသခင်ဆောင်းမပါစေဆိုတဲ့စာတန်းရေးပြီးတော့ထိုင်ဆောင်နေပါလား။ဒီနေရာဟာလူစီရဲ့နေရာဖြစ်ပါတယ်လူသွားလူလွာများတဲ့နေရာဖြစ်ပေမဲ့သူ့ရဲ့ဆိုင်းဘုတ်ကိုမြင်တဲ့လူကလည်းနဲတယ်သူ့ကိုအကျွေးစီလေးတွေလာပေးတဲ့လူကလည်းတော်တော်ကြီးကိုနဲပါတယ် တယောက်စားနှစ်ယောက်စားတာလင်သူ့ကိုအကျွေးစီလေးတွေလာပေးပါတယ်အဲ့ဒီအချိန်မှာပဲလူတယောက်ဟာဒီကောင်လေးစီကိုလမ်းလျှောက်ပြီးတော့လာခဲ့ပါတယ်လမ်းလျှောက်လာပြီးတော့သူဟာဆိုင်းမုတ်ကိုဖတ်လိုက်တယ်ဖတ်ပြီးတော့မှသူ့ရဲ့အိတ်ထောင်ထဲကနေပြီးတော့အကျွေးစီသုံးစီထုတ်ပေးလိုက်ပါတယ်ထုတ်ပေးပြီးတော့သူဟာတခုခုဆိုင်းမုတ်ပေါ်မှာလှုပ်သွားခဲ့ပါတယ်တိတ်မကြာခင်မှာတော့ထူးဆန်းစွာနဲ့ပဲလူပေါင်းများစွာဟာဒီမျက်မမြင်ကောင်လေးစီကိုအကျွေးစီးတွေလာချပေးကြပါတယ်အများကြီးအများကြီးချပေးတဲ့အခါမှာသူ့ရဲ့အိုးထုတ်ကြီးတောင်ပြည့်သွားခဲ့ပါတယ် ဲ့တော့သူစဉ်းစားမိတာကဘာကြောင့်မလို့လူတွေဟာလွန်ခဲ့တဲ့နိုင်အနေငယ်တုန်းကကျတော့ငါ့ကိုဘာမှမပေးဘဲနဲ့လူတယောက်ကလာပြော့မှတခုခုလှုပ်သွားတဲ့အချိန်ကျမှငါ့ကိုပတ်စံတွေအများကြီးပေးကြတယ်အကျွေးစီးတွေအများကြီးပေးကြတယ်ဘာကြောင့်လဲဆိုတာကို तू သိကျင်နေခဲ့ပါလားနောက်ရမှာတော့အဲ့ဒီအချိန်မှာပဲအဲ့ဒီအမျိုးသားဟာကောင်းလေးစီကိုရောက်လာခဲ့ပါတယ်ရောက်လာပြော့မှ तू ဟာအကျွေးစီးထက်လိုက်ပါတယ်ထက်တဲ့အချိန်မှာကောင်းလေးကသူ့ကိုမေးခွန်းတစ်ခုမေးလိုက်ပါတယ်အခုမနေ့တော့က ကျွန်တော်ဒီနေရာမှာအကိုဘာလုပ်သွားတာလဲအကိုအကျွေးစေ30ထည့်သွားတယ်ပြီးတော့အကိုထွက်သွားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ကိုလူတွေကအများကြီးအကျွေးစေးတွေအများကြီးလာပေးကြတယ်အဲ့တော့အကိုဘာများလုပ်သွားတာလဲလို့ဆက်ဆက်ဆူဆူမေးလိုက်တဲ့အခါမှာတော့အမျိုးသားကပြန်ပြောတာကအကိုဘာမှတော့ကြီးကြီးကျယ်ကျယ်လုပ်ခဲ့တာမဟုတ်ပါဘူးညီလေးရဲ့စိုင်းပုတ်ထဲကစာသားကိုအကိုပြောင်းရေးခဲ့တာပါလို့ပြောလိုက်တယ်အဲ့ချိန်မှာကောင်းလေးပြန်မေးတာက ဘယ်လိုပြောင်းရည်ခဲ့တာလဲကျွန်တော်တစ်ချက်လောက်ပြောပြလို့ရမလားလို့မေးတဲ့အခါမှာအမျိုးသားပြန်ပြောတာကအကိုညီလေးရဲ့ဆိုင်းဖို့ပေါ်မှာပြောင်းရည်ခဲ့တာကဘာလဲဆိုတော့ဒီနေ့ဟာအင်မတန်လှပတဲ့နေ့တစ်နေ့ဖြစ်ပါတယ်လုံးဝတန်ဖို့မထားကြဘူးအဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့လူငယ်ရတဲ့ကို့မှာရှိတဲ့အရာတွေကို့တက်ကျွမ်းထားတဲ့အရာတွေကို့ပိုင်ဆိုင်ထားတဲ့အရာတွေကိုတန်ဖိုးထားပါချစ်မြတ်လို့ပါအဲ့ဒီအရာတွေဆုံရှုံသွားမှသာလေကိုဟာကိုရှိတဲ့အရာတွေကိုချစ်နေတာမျိုးမလုပ်ပါနဲ့ နံပါတ်2တစ်ချက်ကတော့ပါလဲဆိုတော့တခါလေမှာကျွန်တော်အပေါင်းဝင်လူငယ်တွေတော့အတန်းပညာသိပ်မတက်ရင်အလုပ်ကောင်းကောင်းရမှာမဟုတ်ပါဘူးအလုပ်ကောင်းကောင်းမရရင်သိပ်ပြီးတော့ချမ်းသာဖို့မလွယ်ပါဘူးဆိုပြီးတော့ဘောင်ထဲကနေတွေးတက်ပါတယ်အဲ့ဒီတော့ဘောင်အပြင်ကနေပြီးတော့တွေးမယ်ဆိုလို့ရှိရင်တော့ကမ္ဘာပေါ်မှာပညာရေးအရှိမကောင်းပေမဲ့ချမ်းသာသွားတဲ့လူတွေအများကြီးရှိတယ်မိဘကမချမ်းသာပေမဲ့သူရဲ့ဘဝကမချမ်းသာပေမဲ့မီလီယံနာဖြစ်သွားတဲ့လူတွေအများကြီးရှိတယ်ဆိုတော့ဘုလူငယ်စဉ်းစားမိတယ်ဆိုလို့ရှိရင်တေချာပေါ့ပညာဆုံးကမတိုင်တရားဖြစ်စေ ချမ်းသာတဲ့မိသားစုအတိုင်းအဝန်းကမမွေးဖွားခဲ့သည့်တိုင်အောင်ဖြစ်စေလူငယ်ဟာချမ်းသာဖို့ကြီးပွားဖို့တွေးမိပါလိမ့်မယ်စဉ်းစားမိပါလိမ့်မယ်စဉ်းစားမိတဲ့အတိုင်းလှုပ်ဆောင်ပါလိမ့်မယ်ဒီဗီဒီယိုလေးကနေပြီးတော့လူငယ်အတွက်အကျိုးတစ်စုံတရားရလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်ကတော့ကိုညံလဲအောင်ပါခင်ဗျာ